ဒီစီယူတွေးကြွာကာကွယ်လို့ရလားဆိုတော့အဖြေကရတယ်ရပါတယ်ကျွန်တော်တို့ဒီဒီအင်္ဂလန်မှာနဲ့စကော့တလန်မှာကျွန်တော်တို့က direct trial ဆိုတာတခုလုပ်လိုက်တယ်သူကဘာလုပ်လဲဆိုတော့စီယူတွေးကြွာဖြစ်တဲ့လူတွေ event သူစေးတောက်နေတဲ့လူတွေတောင်မှသူကလည်းဘာလဲဆိုရင်စားတောက်နေအနေထံပြင်းပြင်းထန်ထန်လုပ်လိုက်တဲ့အခါမှာကျွန်တော်တို့ကစီယူတွေးကြွာတွေနော်စေးတောက်နေတဲ့လူတွေစီးပြန်ပြုတ်သွားတယ် ပြန်အောင်မှပြန်ကောင်းသွားရအများကြီးဖြစ်တယ်ဒါကိုကျွန်တော်တို့ကဒါဗတိ remission လို့ခေါ်တာပေါ့နော် remission ပြန်လုပ်လို့ရအဲ့တော့ပြောချင်တာကတော့ကိုယ်မှမျိုးရှိရင်ကိုယ်တည်ထားရမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကျန်းမာရေးနဲ့ညီညွတ်အောင်နေထိုင်စားသောက်ဖို့အတွက်လိုအပ်တယ်အထူးသဖြင့်တော့ချိုလွန်းငန်လွန်းအစီများလွန်းတဲ့အစားအသောက်တွေကိုရှောင်သင့်တယ်ကျွန်တော်စီးကျွသွေးကြောအဓိကအပြင်ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့ခစီတက်တွေအများကြီးဆိုင်ဖြစ်တာဓမင်းအများကြီးဆိုင်ဖြစ်မှာပဲခေါက်ဆွဲအများကြီးဆိုင်လည်းဖြစ်တာပဲဆိုတော့အဲ့ဒါကိုကျွန်တော်တို့လျှော့စားမယ် ်ချိုရီတွေတက်နိုင်တဲ့လောက်ရှင်တို့ရှောင်းမယ်ရေစာရင်ရေတောက်မယ်ဒီနေ့ကိုနိုင်ွက်လေ့ကျင့်ခန်းလုပ်မယ်ဒီနည်းအားဖြင့်ကျွန်တော်ကစီကျုပ်သူယုံမဖြစ်အောင်ကာကွယ်လို့ရတယ်ဒါကြောင့်သူဒီမျိုးရှိတော်လည်းအားလည်းစီကျုပ်မဖြစ်ဘူးဆိုတာဒီချက်တွေကိုလိုက်နာနေသမျှကာလပတ်လုံးသူစီကျုပ်ဖြစ်မှာမဟုတ်ပါဘူး